ရှမ်းပြည်နယ်မြောက်ပိုင်းကတန်းမြူသားလွတ်မြောက်ရေးတပ်မတော် TNL ထိန်းချုပ်ထားတဲ့တီဘောမြို့နယ်နံမတူမြို့တို့ကိုအောက်တိုဘာ6ရက်နေ့သတင်းကြော်လာပြင်းနေ့မနက်ပိုင်းမှာအနာသိစစ်တပ်ကလေးချောင်းကနေပုံကျဲတိုက်ခိုက်သွားပါတယ်။နံမတူမြို့မြို့မဆေးရက်ကွက်နဲ့တီဘောမြို့ဘော်ကဆက်သွယ်ရုံအနည်းကို မနက်9:00နာရီကျော်အချိန်မှာတပြိုင်နက်ဘုံကျဲတိုက်ခိုက်သွားတာလို့ TNNT ကထုတ်ပြန်ထားပါတယ်။တိုက်ခိုက်ခံရတဲ့အချိန်နဲ့နေရာတွေဟာမြို့ပေါ်ကအရက်သားပြည်သူတွေတွာလာလှုပ်ရှားစီကားလေးရှိတဲ့အချိန်နဲ့နေရာတွေဖြစ်တယ်လို့မြို့ခံတွေကပြောပါတယ်။မနက်ကလာလာကျဲတော့တဲ့အချိန်ကသူများဟိုဖျားရှိခိုးတဲ့အချိန်ဖြစ်မယ်ဒီဖုန်ကြီးဆောင်တွာတဲ့အချိန်မနော်ဒီနေ့လည်းဥပုပ်ဥပုပ်နေလည်းကြာဆိုတော့ဖုန်ကြီးဆောင်ပါလူရှားတဲ့အချိန်လည်းဖြစ်တော့နော်အာ ကျဲတဲ့ညကတော့ဈေးနဲ့နီးတယ်ဈေးထဏလေးတလန်းနလန်းနလန်းမချရဘူးနော်နလန်းမချရဈေးနဲ့တစ်ခါပြန်ကြည့်ရမယ်ဆိုလဲသူပုံကျဲတဲ့ညကဒါစစ်နဲ့မဆိုင်တဲ့နေမြေတွေဖြစ်ဒါကကျွန်တော်အမြင်ပြောရမယ်ဆိုရင်တော့ဒါကချိန်ချောက်မှုချိန်ချောက်တာပေါ့နော်တဲ့ဒီအာဒီရေထိချုပ်ထားတဲ့ data ခံနေဒီ DIA နေမြေထဲမှာမနေမနေအောင်သူကဒီဒါချိန်ချောက်ပြီးတော့အာချိန်ချောက်တာပေါ့နော် တီဘောမျိုးမှာတော့ဒီမနက်လေးချောင်းတိုက်ခိုက်မှုကြောင့်အသက်တနှစ်အရွယ်လောက်ရှိတဲ့ကလေးငယ်တဦးနဲ့အမျိုးသားနှစ်ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ TNL ကထုတ်ပြန်ထားပါတယ်။တီဘောမျိုးဟာဒီကနေ့တိုက်ခိုက်ခံရမှုအပါအဝင်အော်တိုဘားလပထမပတ်အတွင်းမှာပဲ၄ချိန်ပုံကျဲတိုက်ခိုက်ခံထားပြီးဖြစ်ပါတယ်။အော်တိုဘား၄ရက်နေ့တိုက်ခိုက်ခံရမှုမှာတီဘောမျိုးကျင်တီရွာကအရက်သားဒေသခံနှစ်ဦးသေဆုံးခဲ့ရပါတယ်။ တရုတ်ဂျာဝင်မှုနဲ့စစ်တပ်နဲ့ TNL တို့ရဲ့ဆွေးနွေးပွဲတွေမှာ TNL ထိန်းချုပ်မျိုးတွေကိုပြန်ပေးဖို့စစ်တပ်ဘက်ကတောင်းဆိုထားတာလည်းဖြစ်ပါတယ်။အဲလိုတော့မလို့ဒီပလောင်ကြီးရှိလို့ TNL ကြီးရှိလို့ TNL နဲ့ရှိလို့မင်းတို့ဒီမျိုးရပုံကျဲခံနေရတာသူတို့ကြောင့်လို့ဖြစ်တာဆိုတော့ mindset ကြီးကိုဒီမျိုးခံနေစိတ်ထဲရိုက်တွင်းနေလို့အဲ့လိုမျိုးပဲကျွန်တော်တို့ခံစားရတာပေါ့နော်။ အဲပုံမှန်အားပြဆိုလို့ရှိရင်အဲ့ဒီမှာ cost ဆိုင်ရှိမယ်မိုးရင်အားဆိုင်ရှိမယ်အဲစီတက်တယ်မနက်ပိုင်းဆိုလို့ရှိရင်တော့ကံကောင်းတာကဒီနေ့ကျတော့ဟိုဖျားတော့ကြောင့်တော့ဥပုပ်ရဖြစ်နေတော့လူမရှိတဲ့အချိန်ဖြစ်သွားတာပေါ့နော်ဒါတော့မှဒီဖယိုကိုကြီးကြောင့်တက်ဖို့လာတယ်တားအဖတ်မရောက်တော့ထိပါတယ်နမတူပုံကျဲတိုက်ခိုက်ခံရမှုမှာတော့နေအိမ်၆လုံးထိမှန်ပျက်စီးခဲ့တယ်လို့ TNL ကထုတ်ပြန်ထားပါတယ်။အဲ့ဒီနေအိမ်၆လုံးကလုံးဝပြကျပျက်စီးသွားတဲ့နေအိမ်တွေဖြစ်ပြီး တခြားထိမှန်ပျက်စီးသွားတဲ့နေအိမ်တွေလည်းရှိသေးတယ်လို့မြေပြင်ဒေသခံကပြောပါရယ်။နမ်မတူမျိုးကိုလည်းပြီးခဲ့တဲ့အောက်တိုဘာ2ရက်နေ့ကတချိန်ဒေချောင်းပုံကျဲတိုက်ခိုက်ခဲ့သေးတာကြောင့်အရသားဒေသခံ၄ဦးသေဆုံးခဲ့ရပါရယ်။ဒေချောင်းတိုက်ခိုက်မှုတွေအပြင်စီရီဆိုရင်ချက်တွေကြောင့်တီဘောနဲ့နမ်မတူမျိုးကဒေသခံတော်တော်များများဟာဒီသတင်းပတ်အတွင်းမှာနေရက်ဆွန်ခွာထွက်ပြေးသွားကြတယ်လို့မြို့ကန်တွေကဆိုပါရယ်။အနာဒိန်စစ်တာအခုအောက်တိုဘာလပထမပတ်အတွင်းမှာပဲ TNL ထိန်းချုပ်ရာမိုးကုတ်မန်တုံနဲ့ ်နမ်ဆန်မျိုးတွေကိုလည်းလေးချောင်းတိုက်ခိုက်မှုတစ်ချိန်စီပြုလုပ်ထားပါတယ်။အော်တိုဘာ၄ရက်နေ့ကနမ်ဆန်မျိုးဇဲဟုံတုံးရွာကိုလေးချောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်မှာကလေးငယ်နှစ်ဦးသေဆုံးခဲ့ရပါတယ်ရှင်။